ားလုံးပဲမင်္ဂလာပါရှင်။နိုဝင်ဘာလ၂ရက်နေ့ကနေ၈ရက်နေ့ထိတပတ်တာအတွက်မိုးလင်းဝသခံမှန်ချက်တွေကိုတင်ဆက်ပေးပါရမယ်။ကပလီပင်နယ်ပြင်မြောက်ပိုင်းနဲ့မင်္ဂလာပင်လယ်ော်အရှိအလေပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေဝေလိုင်းဟာအာကောက်လျက်ရှိနေပြီးဒီတပတ်ထဲမှာပဲမင်္ဂလာပင်လယ်ော်မြောက်ပိုင်းမှာမုန်တိုင်းတစ်လုံးဖြစ်လာနိုင်တဲ့အထိအာကောက်လာနိုင်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့လေပြင်းတဲ့ရုပ်ဝန်ဟာဒီနေ့မှာပဲမြို့ရကျုံးပေါ်ကုန်းတွေပိုက်ကိုဝင်ရောက်နေပြီဖြစ်ပြီးအဲ့ဒီကနေတဆင့်နိုဝင်ဘာလ9ရက်နေ့မှာမင်္ဂလာပင်လယ်အော်မြောက်ပိုင်းကိုရောက်ရှိလာနိုင်မှာဖြစ်ပါတယ် ဖိလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရုံဟာလည်းတိုက်ပွဲမုန်တိုင်းတစ်ခုဖြစ်လာပြီးနိုဝင်ဘာလ၄ရက်နေ့မှာဖိလပိုင်နိုင်ငံကိုဖျက်ချော်ကာနိုဝင်ဘာလ၅ရက်နေ့မှာတော့တောက်တရုတ်ပင်လယ်ကိုရရှိလာနိုင်မှာကိုမိုးလေဝသခန့်မှန်းမော်ဒယ်တွေမှာတွေ့ရပါတယ်ရှင်။အဲ့ဒီတိုက်ပွဲမုန်တိုင်းဟာတောက်တာနေမှာပဲဗီယက်နမ်နိုင်ငံကိုဝင်ရောက်နိုင်မှာဖြစ်ပြီးမုန်တိုင်းကျဉ်းတက်နေဟာမြန်မာနိုင်ငံအရှေ့ဘက်ကနေဝင်ရောက်လာဖို့ရှိနေတာကိုစူတီခန့်မှန်းချက်တွေမှာဆိုပါတယ်။ ဒီတစ်ပတ်ထဲဘင်္ဂလားပြည်နယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြာနယ်ရဲဝင်ရဲ့ရွေလျားရလမ်းကြောင်းညာဘက်ခြမ်းဟာမြန်မာကန်ယူရန်တက်လျှောက်ဖြစ်နေရာကြောင့်ကန်ယူရန်တက်လျှောက်တဲ့အီယာဝတီရန်ကုန်ပဲခူးနယ်မုံတို့မှာမူများနိုင်မှာဖြစ်ပြီးရုတ်တရက်မူကြီးတာနေရာကွက်ပြီးမူသေးထနိုင်တာမျိုးဖြစ်တာကြောင့်အထူးသတိထားဖို့လိုပါမယ်ရှင်။ဒါ့အပြင်အိန္ဒိယနိုင်ငံကိုဝင်ရောက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းရဲ့အကျဉ်းကျန်တဲ့ပုံတိုင်းအဖြစ်ပြောင်းလဲနိုင်ဖို့ရှိနေတဲ့လေပြာနယ်ရဲဝင်ရဲ့အရှိန်ကြောင့် ဒီတစ်ပတ်လုံးပြည်နယ်နဲ့တိုင်းအလုပ်တို့မှာမိုးတင်တင်ကနေမိုးများနိုင်မှလည်းဖြစ်ပါတယ်။ကချင်၊စကိုင်းတိုင်းထပ်ပိုင်းတို့မှာတော့မိုးများနိုင်ပြီးမိုးအချိန်လေးလမကျော်ကနေခုနှစ်လမကျော်ထိရရှိနိုင်မှဖြစ်တာကိုမူလဝေသခန့်မှန်းမော်တဲ့တချို့မှာတွေ့ရပါတယ်ရှင်။မိုးစလားရေထုတ်ကန်ထားကြရတော့နိုဝင်ဘာလတစ်လလုံးမှာကချင်၊စကိုင်းတိုင်းထပ်ပိုင်းနဲ့ချင်းတို့မှာရွာသွန်းမြေထပ်မိုးပို့ရနိုင်ပြီးကျန်ပြည်နယ်နဲ့တိုင်းတွင်းမှာတော့ရွာသွန်းမြေခန့်သာရှိတယ်လို့ဆိုပါတယ်။ နွေမာလာ၂ရက်နေ့ကနေနောက်၃ရက်နေ့အတွင်းမြစ်ကြီးနာမျိုးနယ်ထဲကတာလောကြီးကြီးရွာမှာမိုးရေချိန်9လမကျော်ရရှိတဲ့အထိမိုးလွန်များနိုင်မှာဖြစ်ပြီးကောလင်ပင်လေဘူးမိုးညင်းမျိုးနယ်တွေမှာမိုးရေချိန်6လမကျော်ရှိတဲ့အထိမိုးလွန်များနိုင်မှာဖြစ်ပါတယ်။အချုပ်အပြည့်ဆိုရရင်ဒီတစ်ပတ်လုံးပြည်နယ်နဲ့တိုင်းအလုံးတို့မှာတစောင်းတိုင်းရုပ်ပရက်တွေအတွင်းခီးသွားလာသူတွေအတွက်မိုးရရက်တွေများနေမှာဖြစ်ပြီးပကန်းညာဥဒေသတွေမှာမိုးများနိုင်ပြီးနေရာကွက်မိုးသေးထန်တာတွေဖြစ်နိုင်တာကြောင့်သွားလာရမှာတတိပြုသွားလာကြဖို့အကြံပြုလိုပါတယ်ရှင်။ အခုကာလာဟာစပါးရိတ်သိမ်းခြင်းကာလာဖြစ်တာကြောင့်တောက်သူဦးကြီးတွေအနေနဲ့ရိတ်သိမ်းပြီးစပါးတွေကိုအမိုးကအောင်အမြဲဆုံးရှေ့ပြောင်းထားကြဖို့ကိုလည်းတိုက်တွန်းရင်းသောက်သင်းနံစိုက်ပျိုးဖို့ပြင်ဆင်နေတဲ့တောက်သူတွေအနေနဲ့လည်းပြိုကျက်ရက်ကိုအနည်းငယ်ရွှေ့ဆိုင်းထားပါလို့အကြံပြုလိုပါတယ်ရှင်။မူလပတာဖြစ်စဉ်တွေဟာအချိန်မျက်မျှပြောင်းလဲနေလေရှိပါတယ်။ကျမတို့ CJ platform အနေနဲ့နောက်ဆိုရမူလပတာတင်အချက်လက်တွေကိုနေ့စဉ်နှစ်ကြိမ်တင်ဆက်ပေးနေတာမလို့ဆက်လက်စောင့်ကြည့်ပေးကြပါလို့လည်းမြတ်တရရခံအပါတယ်ရှင်။ CG platform ရဲ့မူလဝေဒခံမှန်ချက်တွေကိုကြည့်ရှုနားဆင်ပေးခဲ့ကြသူအားလုံးတဘာဝပေးစစ်ပေတွေကနေအမြန်ဆုံးကင်းဝေးပါစေလို့ကျွန်မစင်တီကဆုတောင်းပေးပါရရှင်။မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝေဒနဲ့ရည်တည်ဥပဒေပြဿနာတွေကိုလည်းကိုမမရည်သားမျှဝေပေးခဲ့ပါဦးရှင်။